ွားဖြစ်သူမဆုံးခင်ကဖုန်းဆက်လာတာကို game show နေလို့စကားကောင်းကောင်းပြန်မပြောဖြစ်လိုက်မိတာကိုမြားစွာစိတ်မကောင်းဖြစ်နေတဲ့တရုတ်ဆောင်ရီရီပွင့်ဖြူရဲ့တူမလေးစုလိုက်ရတနာမင်္ဂလာပါပရိသတ်ကြီးရှင်ဇပူတရုတ်ဆောင်ဒေါခင်တန်ဝင်းဆိုတာကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာခဲကောင်အနုပညာလောကမှာဇပူဆက်ရံတယောက်အနေနဲ့ပရိသတ်တွေအားလုံးသိရှိပြီးသားသူတယောက်ဖြစ်ပါတယ် ။ဒီဥဆောင်ဒေါခင်တန်းဝင်းဟာအနုပညာမျိုးဆက်အနေနဲ့သမီးဖြစ်သူရည်ရည်ပွင့်ဖြူကိုအနုပညာလောကရဲကိုခေါ်လာခဲ့ပေမယ့်ရည်ရည်ပွင့်ဖြူကမင်းသမီးတယောက်အနေနဲ့ပြည်သက်တွေလူသိနေခဲ့ပြီးဒီဥဆောင်နန္နာလိုင်းရဲ့မောင်ဖြစ်သူစိန်ဖြိုးလိုင်းနဲ့အိမ်နောက်ကြပြီးနောက်ပိုင်းမှာတော့ဘလော့ဂါတယောက်အနေနဲ့ပုံမအောင်မြင်လာခဲ့တာလည်းဖြစ်ပါတယ်။ တရုတ်ဆောင်ဒေါက်ကင်ဆန်းဝင်းရဲ့မြီးမလေးဖြစ်သူဇူလက်ရတနာကလည်းအနုပညာမျိုးရိုးပါလာသူတယောက်အနေနဲ့အနုပညာမှာယူသွလွန်သူဖြစ်ပြီးအခုလက်ရှိမှာလည်းအနုပညာလှူရှားမှုတွေဇက်တိုက်လောက်ကင်လာခဲ့သူဖြစ်ပါတယ်။မနေ့ကမေလ24ရက်နေ့မှာတော့ဇပိုတရုတ်ဆောင်ဒေါက်ကင်တန်းဝင်းဟာသွေးရောဂါနဲ့ကြွေလွန်သွားခဲ့ရတယ်လို့တမိဖြစ်သူရီရီပွင့်ဖြူကပြည်သက်တွေကိုအသိပေးလာခဲ့တာဖြစ်ပါတယ်။မနေ့ကမေလ24ရက်နေ့မှာတော့ဇပိုတရုတ်ဆောင်ဒေါက်ကင်တန်းဝင်းဟာသွေးရောဂါနဲ့ကြွေလွန်သွားခဲ့ရတယ်လို့တမိဖြစ်သူရီရီပွင့်ဖြူကပြည်သက်တွေကိုအသိပေးလာခဲ့တာဖြစ်ပါတယ်။တရုတ်ဆောင်ဒေါက်ကင်တန်းဝင်းဟာတမိနှစ်ယောက်ရှိပေမဲ့တမိတွေတမတ်တွေနဲ့အတူတူမနေပဲတိုက်ခန်းမှာတယောက်တည်းနေထိုင်သူလည်းဖြစ်ပါတယ်။ ဒေါခင်တန်းဝင်းကမဆုံးခဲ့အချိန်တုန်းကမိမလေးစုလက်ရန်နာစီကိုဖုန်းဆက်ခဲ့တာဖြစ်ပြီးစုလက်ကတော့ဂိမ်းဆော့နေတာကြောင့်အဖွားဖြစ်သူကိုစကားကောင်းကောင်းပြန်မပြောလိုက်မိဘူးလို့နောက်သားရစွာနဲ့ပြောဆိုလာခဲ့တာပဲဖြစ်ပါတယ်။သူမကဖွားဖွားဆုံးသွားပါတယ်။မနေ့ပြန်တွေ့မှမို့မိလေးကြိုက်တဲ့စက်သားချက်ထားပေးမယ်နဲ့။မင်းညာကအဖွားဖုန်းဆက်တဲ့အချိန်မှာဂိမ်းဆော့နေလို့ဖုန်းတော်ကောင်းကောင်းမပြောပေးလိုက်မိဘူး။ရှိခဲ့တဲ့တားထဲမှာစက်သားဘူးအစိမ့်လေးဟုဆိုကစိတ်မကောင်းစွာနဲ့ပြောပြထားတာလေးဖြစ်ပါတယ်။ ဒေါခင်တန်းဝင်းရဲ့မြင်းမာလေးဖြစ်သူဆုလက်ရန်နာကတော့ဒီမကိုတိုင်းကလည်းဘလော့ဗီဒီယိုအတူလေးတွေဇလန်းထင်ရိုက်ကူးလျက်ရှိတာဖြစ်ပြီးဒီမရဲ့ဇလန်းတွေမှာအဖွားနေရလိုအပ်တာရှိရင်လည်းဒေါခင်တန်းဝင်းကိုတရုပ်ဆောင်စီခဲ့တာဖြစ်ပါတယ်အမြဲတမ်းမြေဖွားနေရောပျော့ပျော့ရွှင်ရွှင်နဲ့ဘလော့တီကိုရိုက်ကူးခဲ့ပြီးအခုချိန်မှာတော့အဖွားဖြစ်သူကကွယ်လွန်သွားခဲ့ပြီးအဖွားနဲ့နောက်ဆုံးအနေနဲ့ဖုန်းပြောခဲ့တဲ့အချိန်မှာတော့ဂယုမဆိုင်ခဲ့မိလို့ဆုလက်ရနာကတော့နောင်နာကြီးစွာရနေလာလေဖြစ်ပါတယ်။